းဈေးကနေပြန်လာပါပြီရှင်ကဲအသီးရလေးလေးစားကျင်တာလေးတွေဝဲလာတယ်ဒီနေ့ဗာစားရမလဲဆိုတော့တက်တက်လွှင်လေးစားကျင်တယ်အဲ့ဒါနဲ့ဂျပန်ထုတ်ဘူးလေးနဲ့ခရမ်းကျင်သီးလေးနဲ့ချက်စားပဲဒီဟင်းလေးကလေစားတဲ့နေရာမှာလည်းအရန်ကောင်းချက်ရတယ်လေလွယ်ကူတယ်တက်တက်လို့တမားလေးပဲဆိုလေအရန်ကိုတင့်တော်တယ်မှအဥဆုံးဂျပန်ထုတ်ဘူးလေးတွေကိုအနေတော်လေးတုံးလိုက်မယ်နော်ဟေး ဂျပန်တူဦးလေးကိုလှီးပြီးသားပြီဆိုတော့ခရမ်းကျင်ဒီလေးကိုလှီးပါမယ်ရှင်ဒီကွန်းလေးရလေခရမ်းကျင်ဒီသုံးတဲ့နေရာမှာကိုင်းခရမ်းကျင်ဒီလေးတွေကိုပို့ကြိုက်တယ်။သူကကြတော့လေအီအီလေးနဲ့လေပို့ပြီးတော့အချင်းရသာလေးရလေပို့စားလို့ကောင်းတယ်။ဒါလေးသုံးမယ်နော်။ကဲရေးစေးပြီးသားခရမ်းကျင်ဒီလေးတွေကိုဒီလိုမျိုးလေးတွေအနေတော်လေးတွေစိတ်လိုက်မယ်ပေါ့နော်။ဒီလေးစားချက်တော့ပါဆိုတော့ဂျပန်တူလေးမှာပါဝင်တဲ့ပစ္စည်းလေးတွေကိုဒီကွာထပ်ပြီးတော့မိတ်ဆက်ပေးပါဦးမယ်။ဒါလေးကတော့အနေတော်လှိထားတဲ့ဂျပန်တူကူးလေးပါရှင်။ ဒါလေးကကြတော့ကိုင်းဖျန်းကျင်ပြီးလေးကိုနုနုကလေးစိတ်ထားတာပါရှင်။ဒါလေးကတော့ကျွတ်ဖြူလေးလီထားတာပါ။ကောင်းကောင်းလေးတပွဲဖြစ်ဖို့အတွက်မပါမဖြစ်အရေးကြီးဆုံးကတော့ခနောဘက်စုံသုံးဟင်းခတ်မုံလက်ဖက်ရည်စုံတစုံနဲ့နဲ့ဒီကောင်ကချက်ပြမှာနော်။စီလေးထည့်လိုက်ပါမယ်ရှင်။စီလေးပူလာပြီဆိုတော့ကျွတ်ဖြူလေးစီပတ်ပါမယ်ရှင်။ ချက်သွင်ပြီလေအနံ့လေးမွေးလာပြီဆိုရင်တော့ကိုင်းခန်းချစ်ပြီလေးကိုဒီတတ်ပါမယ်။ရောင်လေးလာပါအောင်လို့ရိုတီမုံလေးအောင်လေးချက်တိုက်မယ်နော်။ကဲခရမ်းကျင်ဒီအနှစ်ကလေးတွေရလာပြီဆိုတော့ဒီကုန်းကဒီဟင်းပွဲမှာအရသာအရာပေါ်လွင်အောင်လို့ခနောပတ်စုံသုံးဟင်းခတ်မုံလက်ဖက်ရည်ဒဇွန်းလေးကိုဒီကုန်းကသုံးပြမှာဖြစ်ပါရဲ့ရှင် တဇုံနဲ့နော်တဇုံနဲ့အာခင်းကျင်ဒီအနှစ်ထဲမှာအရသာတွေအကုန်လုံးပျော်ဝင်သွားပြီဆိုတော့ဂျပန်တူဖူးလေးကိုထည့်ပါတော့မယ်ရှင်ဒီကွာလေဒီခနောဘက်ဆုံတုံးဟင်းခတ်မုံဘာဖြစ်လို့ကြိုက်တာလဲဆိုတော့ဒီဟင်းတပွဲမှာလိုအပ်နေတဲ့ချုံမုံလို့စားရလို့ငံပြရလို့ဘာတစ်ခုမှထပ်ထည့်စရာမလိုဘူးဒီခနောဘက်ဆုံတုံးဟင်းခတ်မုံလေးတဇုံနဲ့နဲ့နေပြည့်ပြည့်စုံတာနော် နံနံမင်းလေးတော့ထည့်တယ်ကြိုက်တယ်ဘုအနံလေးကိုမှုေးနေရပဲအေးအရသာလေးပြည့်ပြည့်စုံသွားတယ်ခနောဟင်းခတ်မုံလက်ဖက်ရည်တစိုးနဲ့နဲ့ချက်ထားတဲ့ဂျပန်တုံးဟင်းလေးရပါပြီရှင်ကောင်းတော့ဟင်းရတာလေဆယ်ပဲ အဲ့ဒါကြောင့်မလို့ကနောဘတ်ဆောင်တော့ဟင်ခတ်မဟုတ်ကောင်းတာ ው ။ဆယ်။အော်ခုမှသတိရတယ်။သတင်းကောင်းလေးတစ်ခုရှိတယ်နော်။အခုဗီဒီယိုဖိုင်ကိုကြည့်နေကြတဲ့မိတ်ဆွေတွေအတွက်စုလက်ဆောင်တွေရမယ်အထူးစီစဉ်ရှိတယ်နော်။အဲ့ဒါကဘာလဲဆိုတော့ဒီကိုလေးအခုချက်ပြတယ်လို့မျိုးဟင်းတစ်မျိုးမျိုးကိုကနောဘတ်ဆောင်တော့ဟင်ခတ်မဟုတ်လက်ဖက်ရည်တစ်စွန်းနဲ့ချက်ပြရမှာနော်။ ဟင်းချက်ပြီးသွားရင်ကိုယ်တိုင်ချက်ထားတဲ့ဟင်းလျာကိုခနောပတ်စုံသုံးဟင်းခတ်မုံနဲ့အတူဓာတ်ပုံရိုက်ရပါမယ်။ဒါမှမဟုတ်ဗီဒီယိုရိုက်ပြီးတော့ကိုယ့်ရဲ့အကောင့်မှာ public နဲ့ post တင်လိုက်ပါ။ public နဲ့တင်ထားတဲ့ post link ကိုခနောမြန်မာ Facebook page ရဲ့ campaign announcement post အောက်မှာ comment လေးတွေမှတ်ပေးရပါမယ်။ campaign ကာလကတော့ February 24ရက်နေ့ကနေ March 20ရက်နေ့လယ်12နာရီအထိဖြစ်ပါတယ်ရှင်။ စုလက်ဆောင်အနေနဲ့ react အများဆုံးသူကို people choice award ပေးမှာဖြစ်ပြီးစုလက်ဆောင်ကိုတော့နှစ်သိန်းကျပ်ချိမြင့်မှာဖြစ်ပါရဲ့ရှင် နောက်ထပ်စုအနေနဲ့ Kano favorite award စုကိုနှစ်သိန်းကျပ်ချိမြင့်မှာဖြစ်ပြီးဟင်းပွဲအပြင်အဆင်အကောင်းဆုံးစုကိုနှစ်သိန်းကျပ်ချိမြင့်မှာဖြစ်ပါရဲ့ရှင်အကောင်းဆုံး set တီတွင်နိုင်ဆုံးစုကိုလည်းနှစ်သိန်းကျပ်ချိမြင့်မှာဖြစ်ပါရဲ့ရှင် The best of Kano အထူးစုကိုတော့၁၀ရောက်အထိချီးမြှင့်မှာဖြစ်ပြီးစုလက်ဆောင်ကိုတော့တဦးလျင်9000ကျပ်တိချီးမြှင့်သွားမှာဖြစ်လို့ Kano ဘတ်စုံသုံးဟင်ခမုံနဲ့လက်ဖက်ရည်စုံတစ်စုံကိုသုံးပြီးအရသာကိုပုံပေါ်လိုက်ကြပါစို့နော်စုလက်ဆောင်ကန်ထူးကြည့်ရင်တော့ post တင်တဲ့အခါမှာ hashtag တစုံ challenge hashtag Kano မြန်မာကိုတော့မပါမဖြစ်ထည့်ပေးရမယ်နော်ကဲချစ်လေးတို့ရေ စားရတာလည်းအရာကောင်းချက်ရတာလည်းအရာလွယ်ကူတဲ့ဟိုတယ်လိုဟင်းမျိုးလေးတွေကိုလေဒီကုန်းနဲ့အတူလိုက်ပြီးတော့ချက်စားကြည့်ရအောင်နော်ကို့အိမ်မှာဒီလိုဟင်းကောင်းကောင်းလေးချက်စားမယ်ဆိုရင်တော့ခနောဘတ်စုံသုံးဟင်းခတ်မို့လက်ဖက်ရည်တစ်စုံပဲလိုတယ်နော်ဒီကုန်းလိုမျိုးဘယ်သူလိုက်ချက်စားမလဲ ready ပဲလား